နိုင်ငံအရရမှာရှိတဲ့ဘုရားသခင်ရဲ့တန်သမီတယောက်စီတိုင်းကိုမင်္ဂလာနှစ်သစ်လေးပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်။ဒီကနေ့20ရက်6လ2025တောက်ကြနေ့ရက်နေ့သစ်ကုနာသစ်ထဲမှာသာရဖျားသည်တင့်ကိုကောင်းကြီးပေး၍ဆောင်မတော်မူပါစေတော့။သာရဖျားသည်သင်တိုင်းမျက်နာတော်အလင်းကိုလွေ၍ကုနာယေရှုပြုတော်မူပါစေတော့။သာရဖျားသည်တင့်ကိုမြှောက်ကြည့်၍ချမ်းသာပေးတော်မူပါစေတော့။အာမင်။ခြေရမီသားစီများဒီကနေ့ 38ခုမြောက်သောဆံလင်အပိုင်ငယ်23နဲ့24ကိုအတူတူကဆင်ခြင်ခွင့်ရယူကြပါစို့။ကောင်းသောသူ၏ခြေရာတို့ကိုသာဝရဖျားသည်ပဲ့ပြင်၍သူသွားရာလမ်းကိုနှစ်သက်တော်မူ၏။ထိုသူသည်လဲတော်လဲဆုံးရသူမရောက်ရ။အကြောင်းမူကားသာဝရဖျားသည် သူ၏လက်ကိုကင်မတော်မူ၏။ဟာလေလုယာ။ခြေရမိတ်ဆင်များဆံလင်ဆရာကဖျားသခင်နဲ့သွားတဲ့အခါမှာဖျားသခင်နဲ့ပူရင်းလာတဲ့အခါမှာ ဖယားသဘောသဘာဝကိုသိလာတဲ့အခါမှာတကယ်ပဲယုံကြည်သူတယောက်ယေရှုခရစ်တော်အဖြစ်ဖြောင့်မတော်သူတယောက်ဖယားနဲ့ဆက်ဆိုင်တဲ့သူတယောက်ရဲ့အသက်တာကိုဒီကဒီနေရာမှာလေးမှာပြောထားပါတယ်။ကောင်းသောသူရဲ့ခြေရာကို ထာဝရဘုရားပြည့်ပြင်တယ်။ကျွန်တော်တို့ကယေရှုခရစ်တော်အဖြစ်ကောင်းသောသူဖြောင့်မတော်သူသန့်ရှင်းသောသူဖြစ်ပါတယ်။ ကျွန်တော်တို့ဟာကျွန်တော်တို့နဲ့ဆိုရင်တော့လူစံချိန်နဲ့ဆိုရင်တော့ဖခင်ရဲ့စင်ရင်ထဲမှာကောင်းသောသူဖြောင့်မတ်သောသူဆိုတာဖြစ်ဖို့မလွယ်ပါဘူး။ဒါမဲ့ယေရှုခရစ်တော်အဖြစ်ဖြောင့်မတ်သောသူကောင်းသောသူတယောက်ရဲ့အသက်တာကိုဖခင်သခင်ကပြည့်ပြင်တယ်။တခါလေကျွန်တော်ကဒီလမ်းသွားခြင်းနဲ့ဖခင်သခင်ကပြည့်ပြင်တဲ့အခါမှာအခြားလမ်းလွဲပေးလိုက်တယ်။ဟာဘာဖြစ်လို့ဒီလမ်းကိုမသွားရတာလဲဆိုတော့မှဖြစ်တတ်တယ်။ဒါမဲ့အဆုံးကြိမ်သိတယ်။အဲ့လမ်းသွားရင်ဘာဖြစ်မလဲ။ဆိုတော့ ဖရာသခင်ကကျွန်တော်တို့ရဲ့လမ်းကိုပြပြင်ပေးတဲ့ဖရာဖြစ်တယ်။ကျွန်တော်ကမသိတဲ့အခါမှာကိုသွားချင်တဲ့လမ်းကိုပဲသွားတယ်။ဆိုတော့အဲ့ဒါမှာဘာတွေ့ရလဲဆိုတော့သူ့ရဲ့ပြပြင်မှုကတဲ့အဲ့ဒီသူ့ပြပြင်မှုလမ်းကိုသွားတဲ့သူတယောက်ကသူနှစ်သက်တယ်။နော်သူသွားရလမ်းကိုနှစ်သက်တယ်။ပြီးတဲ့အခါမှာတဲ့တကယ်လို့လဲကြတယ်ဆိုရင်လဲတဲ့ဆုံးရတော့မရောက်ဘူးတဲ့ ဘာဖြစ်လဲဆိုဖခင်သခင်ကသူ့ရဲ့လက်ကိုကင်မှတ်ပေးတယ်ဟာလေလုယာချစ်တဲ့မိသားစုများကျွန်တော်တို့ရဲ့အသက်တာထဲမှာဒီနေ့တိုင်ရှောင်းလန်းတဲ့အခါမှာဘုံကခီးရှောင်းလန်းတဲ့အခါမှာလဲတတ်တယ်ဒါမဲ့သေချာတဲ့တခုကဆုံးရတော့ဘတော်မှမရောက်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကလင်းလိုက်ထားလိုက်ဟုတ်ပြီလားကိုအင်ကိုအားနဲ့သွားတဲ့သူမဟုတ်ကျွန်တော်တို့မှာစပြီးတော့မှအခုနကလက်ကိုကင်မှတ်တဲ့ဖခင်ရှိတယ်ဟာလေလုယား သင်တယောက်တည်းမဟုတ်ချစ်တဲ့မိသားစုများဒီနေ့သင်ရဲ့ခရီးစဉ်ကသင်တယောက်တည်းမဟုတ်ဘူးသူကသင်ကိုပဲ့ပြင်မဲ့ဖခင်ဖြစ်တယ်သင်လဲသွားရင်တော့မှပြန်ထဖို့အတွက်သူကပြန်ဆွဲခေါ်မဲ့ဖခင်ဖြစ်တယ်ချစ်တဲ့မိသားစုများယုံကြည်သူတွေကတခါတလေအမျိုးမျိုးလဲတတ်တယ်ထင်မှဆိုရင်လဲတတ်တယ်မထင်မှဆိုရင်လဲတတ်တယ်ဆိုတော့အချင်းအနည်းဘယ်လိုပဲဖြစ်ဖြစ်ဖြောင်းမတော့သူတယောက်ရဲ့အသက်တောင်ဖခင်သခင်ကဆွဲမှပြီးတော့မှလမ်းပြပဲ့ပြင်တယ်ဆိုတာကို တကယ်ပဲအသက်နဲ့ထမဆင်ခြင်နိုင်ဖို့အတွက်ဒီနှုတ်ကပတ်တော်အဖြစ်မြတ်တန်နဲ့ဝင်ကားတယ်။တင်ကိုဖျားဖြင့်သာယူကောင်းချီးပေးပါစေ။အာမင်။